အဲဒါဒါဘာပြောချင်တာလဲဆိုတော့ခုနရှင်နာပြောခဲ့တဲ့ဖြည့်ရတည်ဆိုတာဘဝတွေမှာတွေ့ကြကြုံကြဆုံကြတိကြရမှာကြီးပဲအဲဒါရှိလို့ရတယ်တိလို့ရတယ်ရှားလို့ရတယ်တိလို့ရတယ်ဒါပေမဲ့အဲ့ဒီအဲမှာအဲ့ဒီလိုမြင်တဲ့အရာကြားတဲ့အရာစားတဲ့အရာသိတဲ့အရာတွေကလည်း တိပိဒါနဲ့ပြန်ထွက်ကြရမယ်။တိယုံမဲ့တိရတာတိပိင်းပြန်ထွက်လိုက်ရုံပဲ။အဲဒီတော့ဒါလေးကပြောတော့တာလွယ်လွယ်လေး။နော်လူတွေကတကယ်ကြတော့ကြည်ပြီးတိပြီးရှားပြီးစားပြီးပြန်မထွက်ကြဘူး။ပြန်မထွက်ကြဘူး။အဲ့ဒီထဲမှာပဲလဲနေကြတယ်။ ဆရာတော်ကကိုယ်ပြောလိုက်တယ်ရှားတဲ့တိရဲ့တိပီပီပီပေါ့အဲ့ဒါမဟုတ်ဘူးဘသူကငါ့ကိုဘလို့ပြောတာဒါကတော့များတယ်ဒါကတော့နဲတယ်ဒါကတော့တွန်တာပေါ့အဲ့တော့ဟိုးသဘောတရားရသဘာဝရပြီးသွားတဲ့ကိစ္စကြည်ုံတိယုံပြီးရမယ့်ကိစ္စ ဝင်ကြည့်ပြီးရင်ပြန်ထွက်ရမယ့်ကိစ္စဇာတိပြီးရင်ပြန်ထွက်ရမယ့်ကိစ္စပြန်မထွက်ကြအဲဒီမှာလဲနေကြတယ်မပြီးနိုင်မစည်းနိုင်ပဲဖြစ်နေခုနပြောတဲ့နေရာဒီတာတစ်ခုကိုရှိလို့ရတယ်သိလို့ရတယ်ဘာဖြစ်လို့လဲလူတိုင်းမှာမျက်စိပါနားပါနှာခေါင်းပါပါတာပဲဒီနေရာဒီနဲ့အကုန်လုံးဆက်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 နေတဲ့အတွက်ကြောင့် ်ရှောင်လို့လည်းမရဘူးလွှဲလို့လည်းမရဘူးကိုယ်မျက်စိနဲ့မြင်တဲ့ဟာသူများကလွှဲပေးလို့မရဘူးရှောင်လို့လည်းမရဘူးမြင်မှာပဲခေါင်းနာလည်းမြင်မှာမစင်ပုံလည်းမြင်မှာပဲချွေငွေရဏတွေလည်းမြင်မှာပဲလာတာလည်းမြင်မှာပဲရုပ်ဆိုးကြီးတန်နေလို့သတ်မှတ်ထားတာတွေလည်းမြင်မှာပဲကိုယ်မြင်တဲ့မြင်ကွင်းကသူများကိုလွှဲပေးလို့လည်းမရဘူးငါမမြင်ခြင်းဘူးမင်းမြင် သူများကိုလွှဲပေးလို့လည်းမရဘူး။ရှောင်လို့လည်းမရဘူး။တရားတော်မှာရှောင်မရဘူး။ဘယ်သူမှရှောင်လို့မရဘူး။အဲ့တော့မြင်းမှတိပါရပါတယ်။ရှားပါတိပါရပါတယ်။ဒါပေမဲ့ဝင်ကြည့်ပြီးရင်တော့ပြန်ထွက်ကြရမယ်။နော်ဝင်ကြည့်ပြီးရင်တော့ပြန်ထွက်ကြရမယ်။ကြည့်လို့ရတယ်တီးလို့ရတယ် ပြီးရင်တော့ပြန်ထွက်ပါသဘောတရားရေးရရဖြစ်ရတည်းအကုန်ထွက်ခွာသွားပြီအပြီးတိုင်ထွက်ခွာသွားအပြီးတိုင်ပြီးတိုင်ထွက်ခွာသွားဒီပြည့်ရည်ရထွက်ကွာတော့ပြီမဲ့ကိုယ့်ရဲ့စိတ်ကမထွက်ခွာနိုင်ဖြစ်နေကြစိတ်တွေကမထွက်ခွာနိုင်ရအဲ့ဒါကိုအစွဲဥပါဒဏ် သာဘီရတော့ပြောတာသာဘီစကားကြီးကတော့ဒီကျင်ရဝင်ပြောရင်တကလီရတော့ရှုပ်ပြေးသွားနိုင်တယ်အဲတော့ဖြည့်ရသဘောလေးတွေဒါဒီဒီမီမီနဲ့သိအောင်စဉ်းစားကြည့်ပေါ့အဲ့တော့တကယ်ဖြစ်ရမှကဝင်ကြည့်ပြီးတော့ပြန်ထွက်ပါ။တော့ကြည့်လို့ရတယ်တည်လို့ရတ ရှားလို့ရတယ်တီးလို့ရတယ်စားလို့ရတယ်တီးလို့ရပြီးရင်ပြန်လာထွက်ပြန်လာထွက်ဘာနဲ့ထွက်လဲဆိုမရှိတော့ဘူးလေပြီးသွားပြီလေပြီးသွားပြီလေကြီးပြီးပြီလေတီးပြီးပြီလေတော်ပြီပေါ့အဲ့ဒီလိုနဲ့ပြန်ထွက်လိုက်အဲ့မှာထိုင်ချရမှာမဟုတ်ဘူးသူကဒါဆိုရင်ရှေ့ကိုဆက်သွားလိမ့်မယ်ဖြောင်းပြီးသွားနေလိမ့်မယ် ေစည်းသလိုပဲရေကမအိုင်တော့ပဲတစ်ဖြောင်းနဲ့စီးသွားတယ်အဲ့တော့စိတ်ကညင်နေပြီတဲ့ဒါပဲတူတောင်းပါအခုပြောတယ်ဒီပြီးရင်တော့ပြန်ထွက်ရမယ်ဆိုအဲ့ဒါကျတော့ညံဖြစ်သွားတယ်ဆိုတာပညာအဲ့ဒီပညာလေးထည့်လိုက်တော့မှတစ်ဖြောင်းနဲ့ဖြစ်သွား ပညာမထည့်ရင်ဒီပညာတွေကဝင်လာတာပညာမထည့်ရင်အသိဉာဏ်မထည့်ရင်ဒီပညာတွေကဝင်လာတာအခုလူတိုင်းမျက်စိရှိတယ်မြင်တယ်သိတယ်ကြည့်တယ်သိတယ်ရှောင်လို့လည်းမရဘူးလွှဲလို့လည်းမရဘူးဘုသူ့ဥမလွှဲပြီးလို့လည်းမရဘူးမမြင်ခြင်းလို့လည်းမရဘူး မမြင်ဘူးမမြင်လို့လည်းသူများကသွားလွဲလို့မရဘူးအဲတော့မြင်နေတယ်မြင်တဲ့နေရာမှာစိတ်ကတည်တာပဲတည်ုံပဲတည်တာအဲတော့ဉာဏ်လေးထည့်ပြီးတော့သွားလိုက်တော့မှအရှိ့ကိုဖြောက်မှာတာအဲဉာဏ်မထက်နိုင်သမျှတော့မြင်သိပြီးအဲ့ဒီမှာဝင်ကြည့်ပြီးတော့ပြန်မထွက်နိုင်တဲ့ဘဝရောက်သွားရှိ့ကိုမရောက်တော့ဘူး 叫没有到，哎呦，古月婆还偏忙着那么撇道，你哪点搞古月歪歪？歪歪了来撇，地泥呀，地田大，地包谷，地蕉呀，地鳖地，哎，那应该歪，人家来，人家在那拉来打，那那拉来打。 ရှိလို့ရတယ်သိလို့ရတယ်ဒါပေမဲ့စိတ်ထဲမှာမရှိမှ ပြန်ထွက်မှာစိတ်ထဲကပြန်ထွက်နိုင်ဖို့ဆိုတာကုသိုလ်ရဲ့ဉာဏ်လေးနဲ့စိတ်ကိုတွဲပြီးလိုက်တော့မှပြန်ထွက်နိုင်ရမယ်အဲ့တော့ဉာဏ်မပါသမျှပြန်ထွက်လို့မရဘူးဒါကိုသန္တရာလဲတယ်လဲနေတယ်ဒီနေ့လာလဲဒါပဲဒီဆွဲနဲ့ဒီလုံနဲ့ဒါနဲ့ အဲ့ဒီမှာကြောက်ချပြီးရက်နေတယ်လို့မြင်ွေးနေရမြင်နေမှာပဲအနန္တရကြားနေမှာပဲမေရာမကြောက်ချပြီးရက်နေလို့မရဒီအချိန်အနေနဲ့လည်းပဲရက်နေလို့မရနေရာအနေနဲ့လည်းရက်နေလို့မရပုံပုံအနေနဲ့လည်းရက်နေလို့မရ ကလာဒေတာပုဂ္ဂလကျုံနေကြမှာဘယ်ပုဂ္ဂိုလ်ပေါ်မှာမှတ်သွားရက်နေလို့မရဘယ်ချိန်မှာမှတ်သွားရက်နေလို့လည်းမရဘယ်နေရာမှာမှတ်သွားရက်နေလို့လည်းမရအဲ့တော့အဲ့လိုယက်တိနေတယ်ယက်တက်နေတယ်ဆိုရင်ဒါကဝင်ပြီးပြန်မထွက်နိုင်ဘူးဘုရင့ဥပမာလေးပြောပြဦးတယ်မြုံမိတယ်ငါမြုံနေဟုတ်ငါးတကောင်ဝင်သွားကြံထွက်လို့မရတော့ ဒီငါတည်ဖို့ပဲရှိထောင်ဖန်းတဲ့ပုဂ္ဂိုလ်က50ရာဒီငါတက်စားခြင်းလို့ထောင်ဖန်းတာနတ်စားခြင်းလို့ထောင်ဖန်းတာငါ့ဥစေရနာရှိလို့ဒီဒီမြုံလေးလောက်ထားတာမဟုတ်ဘူးဒီလိုမိအောင်ဖမ်းတယ်ဆိုတာတတ်ကျင်လို့သူကဖမ်းတာစားကျင်လို့အဲ့တော့လူတွေမှာလည်းပဲပုံကိုရေးရ đâu nè đâu thằng cháu đi xin nè cha bà đi nè thằng cháu xin lè rồi lưu lại bà cháy lè à xin cháy đi bố ngàn cháy đi ăn ngàn cháy đi sao gặp biểu ra cháy đi biểu công nhân cháy đi ăn ngàn cháy đi ăn ăn ngàn cháy đi tụi cháy chân ăn ngàn cháy đâu nó đấy sao này sao bố ngàn cháy đâu လူတွေဆိုရင်တော့အမွေးနှံကြိုက်တယ်ပေါ့ဒီလိုသဘောနော်ရင်ကောင်းဆိုအညီနှံကြိုက်တယ်ရင်ကောင်းကြီးကရင်မွေးမှမနာဘူးလို့သင်တို့ပြောပြဘူးတယ်နော်ဒါယောဂတွေဖြန့်ပြူတဲ့သတိဆောင်ဟိုပြားတွေကြတော့အညီနှံမှာတို့ကမကြိုက်ပန်းဝိုးနှုံပန်းရက်နှံလေးတွေပန်းဝိုးမုံလေးတွေမှာအဲ့ဒီမှာတို့ကကြိုက်ကြအဲ့တော့ ပြားရီရပန်းဝိုးမုတ်လေးတွေပန်းပန်းအိုးရည်လေးတွေကိုသူတို့ကစုဆောင်ပြီးတော့ပြားရည်သရာလူတွေနဲ့အင်မတန်တင်မပုတ်မတိုးဘူးဆိုပဲပြားရည်ရနော်ပုတ်လည်းမပုတ်တိုးလည်းမတိုးဘူးပြားရည်ပြားရည်အဲ့တော့ဂျက်ပုံကြိုက်နေမတူဘူးဆိုတာလေးပြောပြတယ်အကြိုက်ကတော့ကြိုက်တာအနှံ့အနှံ့ကြိုက်တာရဲ့အတူတူပဲကိုကအပုတ်နံနဲ့ဒီဘက်ကအမွှေးနံနဲ့ ပန်းနံလေးတွေမွေးနံလေးတွေနဲ့ကြိုက်တာဒါဒါအတူတူပဲနံ့ခြင်းကတော့အတူတူပဲအဲဒါခုပြောတယ်လူတွေပါကြိုက်တယ်ဆံပြပုံလေးပြရင်ဆံဆောင်ပြရင်ကြိုက်တယ်နော်အတန်နဲ့သကလုံးနဲ့အပြောကောင်းရင်ကြိုက်တယ်အတန်ကြိုက်တဲ့သူရှိတယ်အပြောကောင်းတာကြိုက်တဲ့သူရှိတယ်သကလုံးနေနဲ့တောင်းကြောင်းစီရင်ပြော ြောရင်အဲ့ကြိုက်တာရှိပုံစံလေးနဲ့ဟန်ပြပြီးချောင်းချောင်းစင်အဲ့ဒါလေးကြိုက်တာရှိဟောအကြိုက်တွေကိုအရင်ဆုံးကြည့်လိုက်အကြိုက်တွေကပုံစံကိုကြိုက်မယ်အပြောကြိုက်မယ်အနှံကြိုက်မယ်အနှံကြိုက်မယ်အရတာကြိုက်မယ်အထီးတွေးဆက်သွယ်မှုတွေကိုကြိုက်မယ်အတွေးနော်အတွေးနဲ့စိတ်ကူးရင် နိုင်အောင်ဖန်တီးပေးရင်ကြိုက်တယ်။အာစိတ်ကူတဲ့ထဲတွေးပေးနေအဲအဲ့ဒါလေးဘောင်းနဲ့ရိုက်ထဲပေးလိုက်ရင် brain wash ခေါ်တာပေါ့အဲ့ဒါလေးလှုပ်ပေးလိုက်ကြိုက်တယ်ဆိုတော့အတွေ့အတွေ့ရောဒါလေးတွေးပြီးဒါလေးစွဲသွားတယ်။အဲ့တော့ခုနပြောတဲ့တန်ငါးတွေရာငါးတွေကိုမြုံထောင်တယ်မြုံနေအောင်ငါဒီတိုင်းသူဘဲဝင်ပါလေအဲထဲမှာသူကြိုက်မဲ့ဟာလေးချထားတယ်။အမင်းစုပ်လေးမီးဖုတ်ပြီးတော့ဒါမှမဟုတ် အကောင်လေးတကောင်ပဇွန်လေးတွေငါးလေးတွေပေါ့အဲ့ဒါလေးတွေအဲ့ဒီလိုပေါ့သူတို့မျက်စိနဲ့မြင်အနံ့နဲ့ရမယ်သူတို့စားချင်တဲ့အရာလေးထည့်ထားရင်အဲ့ဒီကဝင်လာအဲ့တော့ထောင်ချောက်ဆင်ထောင်ချောက်ဆင်အဲဝင်ပြီးရင်ပြန်မထွက်နိုင်တော့ထောင်ချောက်မဟုတ်လို့သာမန်နေထားဆိုရင်တော့ဝင်ပြီးရင် ပျော်သလောက်လေတော့နေမယ်သို့တော့ပြန်ထွက်နိုင်တဲ့အခြေအနေမျိုးလည်းရှိတယ်ကိုဘာသာကိုကြိုက်လို့ပျော်တယ်ပြီးရင်ပြန်ထွက်သွားတာရှိတယ်ထောင်ချောင်းမဟုတ်တဲ့အခါကျရင်တော့ပြန်ထွက်သွားနိုင်တယ်ထောင်ချောင်းဆင်ခံရရင်တော့ပြန်ထွက်ဖို့မလွယ်တော့ဘူးကြရတဲ့ရင်တနေရာထဲမှာရက်နေလို့မရပါဘူး အချိန်ကာလအနေအချင်းလည်းရပ်တန့်လို့လည်းမရဘူး။ပုဂ္ဂိုလ်ရေးအချင်းလည်းပဲရပ်တန့်လို့မရဘူးတဲ့။အဲတော့ဒီကာလတွေသာပုဂ္ဂလတွေကိုကျော်လွှားနိုင်တော့မှဝင်ကြည့်လို့ရတယ်၊သိလို့ရတယ်၊ပြီးရင်ပြန်ထွက်ကြ။ပြန်ထွက်နိုင်တော့မှရှေ့ကိုဆက်မယ်သူကပြန်မထွက်နိုင်တော့ဒါရက်တန်သွားပြီဒီထဲမှာခုနပြောတဲ့မြုံမိတဲ့ငားလိုပဲ ြန်မထွက်နိုင်တော့ဘူးဦးဇင်းတို့ပြောတဲ့သဘောလေးကဖြောင်းဖြောင်းတန်းတန်းနဲ့လင်းလင်းမြန်းမြန်းရှေ့သို့အစင်တန်းမြင်းတဲ့ဒီတို့တို့ရကျို့ရတို့ဒီအတွက်ပြောပြတာနော်ပြောပြတဲ့အခါကျတော့ပြောတဲ့သူအတွက်မဟုတ်နားထောင်တဲ့သူတွေအတွက်ပြောတာ အခါတည်းမှာကိုယ့်အတွက်ပြောတာကိုမစဉ်းစားမိတတ်ကြကိုယ့်အတွက်ပြောရင် သူ့အတွက်ပြောတဲ့ထင်တယ်သူ့အတွက်ကိုသူ့အတွက်ပြောတာကြတော့ကိုယ့်အတွက်ပြောတဲ့ထင်မြန်ဟုတ်နော်ဒါထင်မှားခေါ်တယ်ဒီမှာကိုမဟုတ်တာတော့ဒိဋ္ဌိလို့ပဲပြောသွားတယ်ယူမှားပေါ့နာတော့သူသူကိုယ်ကိုဖြစ်နေကြမလို့အပြည့်တင်နေရတော့မရှိပါဘူး ို့တော့ဒါဖြစ်ရင်တော့ဒုက္ခကြီးမှာပေါ့ဒီကရတံဒုက္ခရဒီကရတံအရှိတဖြင့်ရေရှိဒုက္ခရဒုက္ခရောက်မယ်ပေါ့ဆင်းရဲမယ်ပေါ့ရေရှိဒုက္ခရောက်တာနော်အနေရာထဲမှာယတ္တမိလိုက်ရင်ရေရှိဒုက္ခရောက်တာဘာလေးကြိုက်တယ်ဆိုရင်အဲ့ဒီမှာယတ္တနေတဲ့အခါကျ အဲ့ဒီပုဂ္ဂိုလ်ကအဲ့ဒီဆွဲနဲ့ပဲဒုက္ခတော်တော်ရောက်သွားရှာတယ်အဲ့ဒီတော့စိတ်ကတော့တိယုံလေးပဲညာနဲ့မသွားနိုင်တဲ့အခါအခြားအရာတွေဝင်လာပြီးတော့အခြားအရာတွေနဲ့သွားမိတတ်တာပေါ့ညာမဝင်လာတဲ့အခါစိတ်ထဲမှာအခြားအရာတွေဝင်လာတယ်အဲ့ဒီအခြားအရာပါလဲဆိုတော့အဘိဓမ္မာစကားပြောရင်တဏှာပေါ့အကြိုက်ပေါ့ ဒိဋ္ဌိဆိုတော့အမားပေါ့မာနဆိုတာအချွာပေါ့အဲမှာဝိသိကိစ္ဆာတန်လျာ၄ဣဒိသစိတ်ပြန်လွင်တာ၄ခောဂုသစိတ်ပူတာ၄အဲအရာ၄ဝင်လာတာဉာဏ်မဝင်ရင်အဲအရာ၄ဝင်တာပဲအဲဇာကုလမှာဗာလေးတွေဉာဏ်မဝင်ခင်ဗာဝင်လဲဆိုတော့ခုနပြောတဲ့ ိုဘက်ကမကောင်းတာတွေမဝင်ပဲနဲ့ကောင်းတာတွေဝင်တာလည်းရှိတတ်တယ်။မေတ္တာတို့ကရုဏာတို့เนาะတတိတို့အဲ့ဓာတွေကောင်းတာတွေဝင်တာလည်းရှိတတ်တယ်။ဒါပေမဲ့တစ်ဖြောင်းနဲ့သွားနိုင်ဖို့ကတော့ဉာဏ်ပညာကအရေးကြီးဆုံးပဲ။ဉာဏ်ပညာဆိုတာတိတာကိုပြောတာအခုဦးဇင်းတို့တင်ပြလိုက်တဲ့အခါ ြောပြလိုက်တဲ့အခါတိသွားတိသွားတဲ့နေ့တစ်ပိုင်းနဲ့ဖြောင်းအောင်သွားချီကိုအများကြီးတက်သွားနိုင်တယ်ဒီညာနဲ့မောင်းရင်မောင်းနိုင်သလောက်ရှိကိုအလင်းအမြန်ရောက်သွားတယ်အထက်တန်းစားဘဝကိုမြင့်မြင့်မာမာနဲ့ဒီညာပညာအတွန်းပို့လိုက်နိုင်တယ်ဒါသဘောတရားကြီးရပြောပြတယ်အဲ့လိုပြောပြရုံပဲဦးဇင်းတို့ပြောပြလို့ရတယ်။ဉာဏ်တဲ့သူတွေကဒါလေးနားလေလက်ခံပြီးတော့ ိတ်ကိုတွန်းလိုက်တော့မှဉာဏ်ပညာနဲ့တွဲလိုက်တော့မှမတပြောက်နဲ့တက်သွားမယ်ရှေ့ကိုရောက်သွားမယ်အဲတော့အများပြင်းရတော့ဤယောဖလာတွေအနည်းဆက်ရာတွေအဲ့ဒီမှာပဲတွေ့ကပ်ပြီးတော့အဲ့ဒါနဲ့ဒီမဲ့ဝင်ကြည့်ပြီးတော့ပြန်မထွက်နိုင်ဘူးဆိုတာအဲ့လိုဖြစ်ကြရတယ် ဥပမာရပြောရင်မြုပ်မိတဲ့ငါးတွေလိုပဲအဲလိုဘဝမျိုးရောက်သွားကြတာဘဝကတော့ယက်တန်နေကြမှာမဟုတ်ဘူးတဲ့ကိုယ့်ရဲ့အသိဉာဏ်အာနယ်မှုကတရားနဲ့ပတ်သက်ပြီးတော့ယက်တန်နေရတဲ့ဘဝမျိုးဖြစ်တတ်တယ်အဲဒီတော့ဒါက ဉာဏ်ဖြင့်ဟောမှတစ်ဖြောင်းနေကြ။ဒါယူယူလေးပါပဲ။သာမန်သဘောတရားလေးတစ်ခုကိုပဲဦးဇင်းတို့။သာမန်ခြေနေအခြေအနေလေးကိုပဲဦးဇင်းတို့တင်ပြလိုက်တာ။အဲ့တော့ဒီမှာတခါတည်းရန်ကြတော့သာမန်ပြောရင်အမှန်ပြောရင်ဒါမျိုးကတော့ယိုးနေပြီဆိုတာရှိသေးတယ် ဒါတို့ဘာပါလဲဟုတ်ပါဘူးလို့ဒီလိုတွေ့ကြတယ်။မြေတော်တခါတည်းအမှခက်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 နဲ့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 သဘောတရားလေးတွေအဲ့တော့စိတ်ဝင်စားအောင်ပြောရတာလည်းရှိတယ်။ဒီတော့တိရမယ်အတိညာဒါဟုတ်ဗုဒ္ဓကလူများပြောပြခဲ့တယ်လေဆိုရင် ခုနပြောတဲ့တွေ့ညီးမှုလူတွေရဲ့အကြိုက်အစင်းတန်အနံ့အရတာတွေ့ကြည့်တရားဒီအာယုန်နေမှာကြိုက်တယ်အဲဒီလိုကြိုက်တဲ့အတွက်လည်းပဲဒီအာယုန်နေနဲ့မဟုတ်ဆိုရတာတာကောင်းများရတယ်နော်ဘုန်းကြီးတွေကလည်းလူတွေကိုများမှလူတွေကလည်းဘုန်းကြီးတွေကိုများမှဒီများတဲ့ဆိုတဲ့သက္ကလုံကြီးရှေ့တော်ကဦးဇင်းတို့ထုတ်သုံးနေတာရှိတယ် များတာနဲ့မျှော်တာမလုပ်ကြပါနဲ့။များတာနဲ့မျှော်တာမလုပ်ကြပါနဲ့။ရိုးရိုးသားသားကဆောင်ရွက်လို့ရတယ်။နော်များတဲ့အနေနဲ့တော့မလုပ်သင့်ပါဘူးတဲ့။နော်မျှော်တဲ့အနေနဲ့လည်းပဲမလုပ်သင့်။များတာနဲ့မျှော်တာမလုပ်သင့်ပါဘူးဆိုတဲ့အကြောင်းကိုပြောခဲ့တယ်။များရင်မှားတယ် မျောရင်လဲချော်တယ်အဲ့လိုဖြစ်တတ်တယ်မျောနေလို့လည်းမရဘူးညှားလို့လည်းမရဘူးအချင်းချင်းတွေမများကြပါနဲ့